ဖက်ရှုနာစင်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှာအကျိုးဆိုပါရယ်ဒီကနေ့ဖက်ရှုနာစင်ရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး16မှ20အထိဖြစ်ပါရယ်ရှင်လုကာခရစ်ဝင်ခန်းကြီး16ယေရှုသည်ယေရီခေါမြို့သို့ဝင်၍ရှောက်သွားတော်မူ၏ထိုအခါစခဲအမိရှိသော အခွန်ကောင်းတယောက်ရှိ၏ ထိုသူသည်ငွေရတတ်သောသူဖြစ်၏ယေရှုသည်အဘယ်သို့သောသူဖြစ်သည်ကိုထိုသူသည်ကြည်လို၍လူအစုအဝေးများသောကြောင့်မိမိအရက်လဲနေသည်ဖြစ်၍မမြင်နိုင်ထိုကြောင့်ကြွတော်မူသည့်လမ်းတွင်ရှေ့သို့ပြေး၍ကိုရောကိုမြင်အပ်သောငါတဖန်းပင်တပင်ကိုတက်လေ၏ထိုရက်သို့ယေရှုသည် ရောက်တော်မူသောအခါမျှော်ကြည့်၍ ထိုသူကိုမြင်တော်မူလျင်ဇက်ခဲမြင်မြန်ဆင်းလော့သင်ဤအိမ်၌ယနေ့ငါတဲနေမည်ဟုမိတ်တော်မူ၏ဇက်ခဲသည်အလင်းမြန်ဆင်း၍ဝမ်းမြောက်သောစိတ်နှင့်ကိုရောကိုမိမိအိမ်၌အက်ခံလေ၏ထိုအကြောင်းကိုလူပေါင်းတို့သည်မြင်လျင်သိုးသောသူဤအိမ်သို့ဝင်၍လှုပ်ကြွေးခြင်းကိုခံတော်မူပါသည်တကားဟုကဲ့ရဲ့ပြစ်တင်ကြ၏ ်ဇက်ခဲသည်လည်းယက်နေ၍သခင်အကျွန်ုပ်ဤဥစ္စာတဝက်ကိုဆင်းရဲသော သူတို့အားပေးပါ၏တစုံတယောက်သောသူဤဥစ္စာအနှဲငယ်ကို အကျွန်ုပ်ယူမိလျင် လေးစားပြန်၍ပေးပါ၏ဟုသခင်ဖျားကိုလျှောက်ဆို၏ယေရှုကလည်းဤသူသည်အာဗြဟံဤသားဖြစ်သည်နှင့်အလျောက်ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်အပေါ်မှာတက်ရောက်လေ၏လူသားသည်ပျောက်သောသူတို့ကိုရှာ၍ကဲတင်အံ့သောငါကြွလာသည်ဟုဇခဲကို မိတ်တော်မူ၏ထိုအခါယေရုရှလင်မြို့ဤသို့ရောက်တော်မူ၍ဖျားသခင်နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်ပရိသတ်အလယ်၌ထက်၍မိတ်တော်မူသောဥပမာကား အမတ်တယောက်သည်မင်းကြီးအရာကိုခံလို၍မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက်ဝေးသောပြည်သို့သွား၏မသွားမီမိမိငယ်သားတကြိတ်ကိုခေါ်၍ငွေတပိတ်သာစီအပ်ပေးလျက်ငါပြန်၍မလာမီတိုင်အောင်ကုံသွဲခြင်းအမှုကိုပြုကြလောဟုမှာထားလေ၏ပြည်သားချို့တို့သည် ထိုအမတ်ကိုမနာလို၍ ထိုသူဤအအုပ်ချုပ်ကိုငါတို့မခံလိုပါဟုတမန်ကိုသူ့နောက်သို့ဆေလွတ်ကြ၏ထိုအမတ်သည်မင်းကြီးအရာကိုခံ၍ပြန်လာတော်မူသောအခါငွေခံသောငေသားတို့သည်အသီးသီးအပေမြလောက်အမျက်ရသည်ကိုသိခြင်းကသူတို့ကိုခေါ်ကြည့်ဟုအမိတော်ရှိ၏ပထမသူသည်လာ၍သခင် ကိုရောပေးသောငွေတပိတ်သာအဖြစ်အခွက်30အမျက်ရပါပြီဟုလျှောက်လျင်တခင်ကတာဒုငယ်သားကောင်သင်သည် အမှုငယ်၌တစ္ဆာစောင့်လိပြီမြို့ဆယ်မြို့ကို အုပ်ဆိုးလောဟု မိတ်တော်မူ၏ဒုတိယသူသည်လာ၍တခင်ကိုရောပေးသောငွေတပိတ်သာအဖြစ်ငါးပိတ်သာအမျက်ရပါပြီဟုလျှောက်လျင် သခင်ကသင်သည်မြို့ငါးမြို့ကိုအုပ်စိုးလောဟု မိတ်တော်မူ၏အခြားသောသူသည်လာ၍သခင်အကျွန်ုပ်သည်ဘဝ၌ထုတ်ထားသော ကိုရော၏ငွေတပိတ်သာရှိပါ၏ကိုရောသည်ခဲရင်သောသူဖြစ်သည်နှင့်ကိုမသူမထားသောဥစ္စာကိုသိယူ၍ကိုမဆိုင်မပြိုးသောလေ၌ရိတ်တဲ့သည်ကိုအကျွန်ုပ်ထောက်၍ ကိုရောကိုကြောက်ပါသည်ဟုပြောလျင်တခင်ကဆိုးညစ်သောငေသာတင်းဤစကားကိုသာလိုက်၍တင်းဤအမှုကိုငါစီရင်မည်ငါသည်ခဲရင်သောသူဖြစ်လျက်ကိုမသူမထားသောဥစ္စာကိုသိမ့်ယူ၍ကိုမဆိုင်မပြိုးသောလယ်၌ရိတ်တီကိုတင်းတိတိမှန်လျင်ငါငွေကိုပွဲစားလက်သို့အဘဲကြောင့်မအပ်သည် ထိုသို့အပ်လျင်ငါပြန်လာသောအခါငွေရင်းနှင့် အတိုးကို ရနိုင်သည်ဟု မိတော်မူပြီးသောအချွေရန်တို့အားငွေတပိတ်သာကို သူ့လက်မှနှုတ်ကြ အခွက်30ရှိသော သူအားပေးကြဟု မိတော်မူ၏အချွေရန်တို့ကလည်းသခင်ထိုသူ၌အခွက်30ရှိပါ၏ဟုပြောကြလျင်နာဆိုသည်ကအကျဉ်သူသည်ရတတ်၏ ထိုသူအားပေးအုပ်မိအကျဉ်သူသည်ဆင်းရဲ၏ထိုသူ၌ရှိသည်မြကိုပင်နှုတ်လိုက်မိထိုမှတပါငါဤအုပ်အချုပ်ကိုမခံလိုသောငါရန်သူတို့ကိုခေါ်ခဲ့ကြငါရှိမှတက်ကြဟု စီရင်တော်မူသည်ဟုမိတော်မူ၏ထိုသူမိတော်မူပြီးမှတပည့်တော်တို့ရှေ့၌ကြွ၍เยรูซาเล็มမြို့သို့ခရီးသွားတော်မူ၏ တန်လွင်အမည်ရှိသော တောင်ချေရင်၌ဖက်ဖာကေရွာနှင့်ဘေတဏိရွာအနည်းတို့ရောက်တော်မူသောအခါတပည့်တော်နှစ်ယောက်တို့ကိုဆေလွ၍သင်တို့ရှေ့၌ရှိသောရွာသို့သွားကြထိုရွာသို့ရောက်လျင်အဘယ်သူမျှမစည်းဘူးသောမိကလေးချီနောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်မိချိုးကို ဖြေ၍ဆောင်ခဲ့ကြသူတပားကအဘဲကြောင့်မြေကျိုးကို ဖြေသည်နီးဟုတင်တို့ကိုဆိုလျင်တခင်အလိုရှိသည်ဟုပြန်ပြောကြလောဟုမှာထားတော်မူ၏ထို့သောစေလွတ်သော သူတို့သည်သွား၍စကားတော်အတိုင်းတွေ့ကြ၏မြေကျိုးကို ဖြေစဉ်တွင်မြေရှင်တို့ကအဘဲကြောင့် မိချိုးကို ဖြီသနီးဟုဆိုလျင်သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏ယေရှုထံတော်သို့မိကလေးကို ဆောင်ခဲ၍မိကျောပေါ်မှမိမိတို့အဝတ်ကိုတင်ပြီးလျင် ကိုတော်ကိုစီးစေကြ၏ခရီးသွားတော်မူစဉ်တွင် လူများတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏တန်လွင်တောင်ပေါ်ကဆင်းရအရက်သို့ ရောက်တော်မူသောအခါတပည့်တော်များအပေါင်းတို့သည်မိမိတို့မြင်ခဲ့ပြီးသော တကိုးတော်များကိုထောက်၍ဝမ်းမြောက်သောစိတ်နှင့်ဘုရားသခင်ကို ထောပနာပြု၍သာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောရှင်ဘရင်သည် မင်္ဂလာရှိစေတည်းကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းဖြစ်စေတည်းကောင်းကင်ဘဝဲ့ဝဲဘုံကြီးပါစေတည်းဟုကြွေးကြော်ကြ၏ လူအစုအဝေး၌ပါသောပါရီရှဲအချို့တို့ကအရှင်ဖုရားကိုတော်ဤတပည့်တော်တို့ကိုဆုံးမပါဟုလျှောက်ကြတော်ယေရှုကလည်းငါဆိုသည်ကဤသူတို့သည်တိတ်ဆိတ်စွာနေလျေကြောက်ခဲတို့သည်ချက်ချင်းကြွေးကြော်ကြလိမ့်မည်ဟုမိတ်တော်မူ၏ယေရုရှလင်မြို့ဤသို့ရောက်၍ကြည်မြင်လျက် ငိုကြွေးတော်မူ၍အချင်းမျိုးတင်ဤညိတ်သက်ချင်းနှင့်ဆက်ဆိုင်သော အရာတို့ကိုတင်ဤလက်ထက်ယခုကာလ၌ပင်တင်သည်တိရလျင် မင်္ဂလာရှိ၏ယခုမူကားထိုအရာတို့ကိုတင်ဤမျက်စိရှိမှ မထင်ရှားစေခြင်းကဝတ်ထားလျက်ရှိ၏အကြောင်းမူကားတင့်ကို ကြည်ရှုပြုစုတော်မူသောယေရှုကိုတင်သည် မတိမမတ်သောကြောင့်သင်ဤရန်သူတို့သည် သင်ပတ်လေတွင်တက်တည်၍လေးမျက်နာ၌ဝိုင်းရင်လျက်ချုပ်ထားပြီလျင်သင်ဤကိုမဆာ၍သင်ဤသားသမီးတို့ကို မြေနှင့်တညီတဲ့ညှိသဖြင့်သင်၌ကြောက်တစ်ခုပေါ်မှတစ်ခုမြထက်ဆင်း၍မကြံရစ်စေခြင်းကပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိတော်မူ၏ဘိမှန်တော်သို့ ဝင်တော်မူပြီလျင်ဘိမှန်တော်၌ရောင်းဝယ်သောသူတို့ကိုနှင်ထုတ်လျက်ငါအိမ်သည်ဆုတောင်းရအိမ်ဖြစ်၏ဟုစံစာ၌လာတော်လေသင်တို့သည်ထိုအိမ်ကိုတပြတွင် ဖြစ်စေကြပြီတကားဟု မိတော်မူ၏ကိုတော်သည်နေ့တိုင်းဗိမ္မာန်တော်၌ဆုံးမဩဝါဒ ပေးတော်မူ၏ယေပရောဟိအကြီးချမ်းပြူစရာ လူတို့တွင်အကြီးအကဲဖြစ်သောသူတို့သည်ကိုရောကိုတတ်ခြင်းကရှာကြတော်လေလူပေါင်းတို့သည်ဒေသနာတော်ကိုစိစိနားထောင်ကြသောကြောင့်သတ်နိုင်သော အခွင့်ကို မတွေ့မရကြရှေလုကာခရစ်ဝင်ခန်းကြီး20တနေ့တနိုင်ကိုရောသည် ဗိမာန်တော်တွင် လူများကိုဆုံးမဩဝါဒပေး၍အင်းဝံဂေလိတရားကိုဟောတော်မူစဉ်ယေပရောဟိတ်အကြီးချမ်းပြူစရာလူအကြီးကဲ့သို့သည်လာ၍ကိုတော်သည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသည်ကို၎င်းထိုအခွင့်ကိုအဘယ်သူပေးသည်ကို၎င်းကျွန်ုပ်တို့အားပြောပါဟုဆိုကြတော့ကိုတော်ကငါသည်တစုံတစ်ခုကိုမေးအုံးမီတင်တို့ဖြေကြလော့ ယောဟန်ဤဗာဒီဇံတရားသည်ဖျားကဖြစ်တလောလူကဖြစ်တလောဟုမေးတော်မူ၏ထိုသူတို့သည်အချင်းချင်းဆင်ကျင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြေလျင်သင်တို့သည်ယောဟန်ကိုအပေကြောင့်မယုံသနည်းဟုမေးလေအောင်မည်လူကဖြစ်သည်ဟုငါတို့ဖြေလျင်ယောဟန်သည်ပရောဖက် ဖြစ်သည်ကို လူပေါင်းတို့သည်ယုံသည်ဖြင့်ငါတို့ကိုကြောက်ခဲနှင့်ပြစ်ကြလိမ့်မည်ဟုအချင်းချင်းဆင်ခြင်ပြီးမှအဘယ်ကဖြစ်သည်ကိုအကျွန်ုပ်တို့မသိပါဟု ပြန်ပြောကြ၏ယေရှုကလည်းထို့အတူဤအမှုများကိုအဘယ်ခွင့်နှင့်ငါပြုသည်ကိုငါမပြောဟုမိတ်တော်မူ၏ထိုအခါပြည့်သက်တို့အားမိတ်တော်မူသောဥပမာကား လူတဦးသည်စပြည့်ဥယင်ကို စိုက်ပျိုးပြီးမှလှုပ်ဆောင်သောသူတို့အားဥယင်ကိုငား၍အခြားသောပြည်သို့ကြာမြင့်စွာ သွားနေ၏ကာလအချိန်တန်လျင်လှုပ်ဆောင်သောသူတို့သည်စပြည့်သည့်အချို့ကို ပေးစီခြင်းကဥယင်ရှင်သည်ငယ်သားကိုစေလွတ်လေ၏ဥယင်သောတို့သည်ငယ်သားကိုရိုက်၍လက်ချီလွတ်လိုက်ကြ၏ နောက်တပံအခြားသောငေသားကိုစေလွတ်ပြန်ပြီးဥယင်ဇောက်တို့သည် သူကိုရရ၍အဆက်ခွဲပြီးမှလက်ချီလွတ်လိုက်ကြ၏နောက်တပံအခြားသောငေသားကိုစေလွတ်ပြန်ပြီးသူကိုဒံယာပေါ်အောင်နာကျင်စွာရရ၍နေထုတ်ကြ၏ထိုအခါဥယင်ရှင်ကငါသည်အဘယ်သို့ပြုရမည်နည်း ငါဤချစ်သားကိုငါစီလွတ်မိထိုသူတို့သည်ငါသားကိုမြင်လျင်အာနာကောင်း အာနာကြလိမ့်မည်ဟုဆို၏ဥယင်ဆောင်တို့သည် သားကိုမြင်လျင်ဤသူသည် အမွေခံဖြစ်၏လာကြသူကိုတတ်ကြကုန်အံ့ထိုသို့သူဤအမွေဥစ္စာကိုငါတို့ရကြလိမ့်မည်ဟုအချင်းချင်းတိုင်ပင်ပြီးမှဥယင်ရှင်ဤသားကိုဥယင်ပြင်သို့ထုတ်၍ တတ်ကြ၏သို့ဖြစ်လျင်ဥယင်ရှင်သည်ဥယင်ဆောက်တို့ကို အပေတို့ ပြုမိကြည်ဥယင်ရှင်သည်လာ၍ထိုသူတို့ကိုတုတ်တင်ပယ်ရှင်းပြီးမှထိုဥယင်ကိုအခြားသောသူတို့အားပေးလိုက်ပြီဟု မိတော်မူ၏ပြိတက်တို့သည်ကြားလျင်ထိုတို့မဖြစ်ပါစေနှင့်ဟုရှောက်ကြသော ကိုတော်သည် ထိုသူတို့ကိုကြည့်ရှု၍ တိုက်ကိုတီလုတ်သောသူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တော့အထုဖျားသူရောက်ပြန်ဤဟူသောကျန်းစာချက်သည်အပေသို့ဆိုလိုသည်။အကျဉ်သူသည်ထိုကြောက်အပေါ်သို့ကြာ၏ထိုသူသည်ဂျိုးလက်တန်အကျဉ်သူ၏အပေါ်သို့ထိုကြောက်သည်ကြာ၏ထိုသူသည်ညက်ညက်ဂျေလက်တန်ဟုမိတော်မူ၏ထိုကရစ်ပရောဟိတ်အကြီး ကျမ်းပြူစရာတို့သည်မိမိတို့ကိုရည်ဆောင်၍ထိုဥပမာစကားကိုဟောပြောတော်မူသည်ကိုသိသောကြောင့်ကိုတော်ကိုဖန်ဆီးခြင်းကရှာကြံကြ၏သို့တော်လည်းလူများကို ကြောက်၍နေရကြ၏ထိုအခါဖာရီရှဲတို့သည်ကိုတော်ကိုချောင်းမြောင်း၍စကားတော်၌အပြစ်ကိုရှာ၍မြို့ဝမင်းလက်သို့အနန္တသောအခွင့်ကိုရခြင်းငါ ူတော်ကောင်းဖြစ်ရောက်ဆောင်သော သူရှူတို့ကို အထံတော်သို့စေလွတ်ကြ၏ထိုသူရှူတို့ကအရှင်ဖျားကိုတော်သည်လူမျက်နာကို မထောက်ပဲဖြောင့်မတ်စွာဆုံးမဩဝါဒပေး၍ဖျားသခင်၏တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအချင်းတို့တို့သိကြပါ၏အချင်းတို့တို့သည်ကဲတာဘရင်အားအခွန်ကိုဆက်အပ်သလိုမဆက်အပ်သလိုဟု မေးလျှောက်ကြ၏ကိုတော်သည်ထိုသူတို့၏ပရိယေကိုတိမတ်တော်မူလျင် သင်တို့သည်ငါကိုအဘဲကြောင့်စုံစမ်းနှောက်ရှက်ကြသည်ဒေနာဤတပြားကိုပြပါအဘဲသူဤပုံအဘဲသူဤလိပ်စာပါပါသည်နီဟု မေးတော်မူလျင်ကဲသာဘရင်ဤပုံ လိပ်စာပါပါသည်ဟု ရှောက်ကြတော်ကိုတော်ကကဲသာဘရင်ဤဥစ္စာကို ကဲတာဘရင်အားဆက်ပေးကြလောဖရာသခင်ဥစ္စာကိုကဖရာသခင်အားဆက်ပေးကြလောဟု မိတော်မူ၏ထိုသူတို့သည်လူများရှိတွေစကားတော်၌အပြည့်မတွေ့နိုင်သဖြင့်ပြန်ပြောတော်မူသောစကားကိုအံ့ဩ၍တိတ်ဆိတ်စွာနေကြ၏ထမ်းမြောက်ရှင်ပြန်ခြင်းမရှိဟုငင်းခုန်တတ်သောဇတုကဲအချို့သည်လည်း အထံတော်သို့ချဉ်ကပ်၍အရှင်ဖျားမယားရှိသောသူသည်သားမရှိဘဲသေလျင်သူဤမယားကို သူညီသိမ့်อยู่၍အကိုအမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အားမောရှိစီရင်ပါပြီညီအကိုခုနှစ်ယောက်ရှိပါ၏အကိုကြီးသည်မိမနှင့်ဆုံဖက်၍သားမရှိဘဲသေလျင်သူဤမယားကို သူညီအကြီးသိမ့်อยู่၍ သားမရှိဘဲတည်ပြန်လေ၏ထိုသူတတ္တရာသူမှစား၍တယောက်နောက်တယောက်ခုနှစ်ယောက်သောညီကိုတို့သည်ထိုမိမကိုသိမ်းယူ၍သားကိုမကြံရည်စေဘဲတည်ကြ၏နောက်ဆုံး၌မိမသည်လည်းတည်လေ၏သို့ဖြစ်၍ထမြောက်ရာကာလ၌ထိုမိမသည်အဘယ်သူ၏မယားဖြစ်ရပါမည်နီထိုသူခုနှစ်ယောက်တို့သည်ထိုမိမနှင့် ဆုံဖက်ကြပြီဟုလျှောက်ကြ၏ယေရှုကလည်းယခုဘဝသားတို့သည်ဆုံဖက်ခြင်းထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏နောင်ဘဝကို၎င်းတည်ခြင်းမှထမြောက်ခြင်းကို၎င်းရထိုက်သည်ဟုမတ်တော်မူခြင်းကိုခံရသောသူတို့သည်ဆုံဖက်ခြင်းထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြတည်ခြင်းနှင့်အစဉ်ကင်းလို့၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်တည်တာမကထားမြောက်ခြင်းဤသားဖြစ်သောကြောင့်ဖျားသခင်ဤသားဖြစ်ကြ၏ထိုမှတပါမောရှိသည်ထာဝရဖျားကိုအာဗြဟံဤဖျားဤဇက်ဤဖျားယာကုပ်ဤဖျားဟုခြုံခမ်း၌ခေါ်ဝေါ်သောအခါတေလွန်သောသူတို့သည်ထားမြောက်ကြောင်းကိုဖော်ပြခဲ့ပြီဖျားသခင်သည်တေနေသောသူတို့၏ဖျားမဟုတ် အသက်ရှင်သောသူတို့၏ဖျားဖြစ်တော်မူ၏ထိုသူပေါင်းတို့သည်ဖျားသခင်၌အသက်ရှင်ကြသည်ဟု မိတော်မူ၏ကျမ်းပြုစရာအချို့တို့ကအရှင်ဖျားကိုတော်ဤစကားသည်လျောက်ပတ်ပါ၏ဟုပြောကြ၏နောက်တဖန်အလင်းမမေးမလျှောက်ဝန်ကြယေရှုကလည်းခရစ်တော်သည်ဒါဝိဒ်ဤသားဖြစ်သည်ဟုအပေကြောင့် ဆိုကြသည်နီဒါဝိဤစကားမှာသာဝရဖျားကတင်ဤရန်သူတို့ကိုတင်ဤချေတင်ရာငါမချထားမိတိုင်အောင်ငါလက်ရဘက်၌ထိုင်နေလော့ဟုငါသခင်အားမိတော်မူသည်ဟုဆာလံကျမ်းစာ၌ဒါဝိဆိုသည်ထိုသောဒါဝိသည် ခရစ်တော်ကို သခင်ဟု၍ခေါ်လျင်အဘယ်သို့သူဤသားဖြစ်သည်နီဟု မေးတော်မူ၏ ပရိသတ်များနားထောင်စဉ်တွင်တပည့်တော်တို့အားတဖန်မိတ်တော်မူကြီးကကျမ်းပြုဆရာတို့ကိုရှောင်ကြလော့သူတို့သည်ရှေသောအင်ကြီးကိုဝုလျက်လေခြင်းကအလိုရှိကြ၏ဈေး၌ယူသေးစွာနှုတ်ဆက်ခြင်းကို၎င်းဖွဲသည်ပင်တရားစရတို့၌မြင့်မြတ်သောနေရာထိုင်ရာကို၎င်းနှိမ့်သက်ကြ၏သူတို့သည် မုတ်ဆုံးမအိမ်ကို လူယူတင်းစား၍အပြည့်မပေါ်စေခြင်းငါရှေးစွာသော ပထနာစကားကိုရွတ်တက်ကြ၏ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြလက်တန်းဟုမိတ်တော်မူ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး16မှ20အထိဖြစ်ပါတယ် ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ